စကိုင်းလင်ကြီးတလပြည့်သည့်ယနေ့တွင်ရေတာရှည်မြို့အနီးသို့ဗဟိုပြုပြီးပြင်းအား၄တသမ3အဆင့်ရှိငလင်ထက်မှန်လှုပ်ခတ်ပြန်စကိုင်းလင်ကြီးတလပြည့်သည့်နေ့တွင်ရေတာရှည်မြို့အနီးသို့ဗဟိုပြုပြီးပြင်းအား၄တသမ3အဆင့်ရှိငလင်ထက်မှန်လှုပ်ခတ်ကြောင်းအမျိုးသားညီညွတ်ရေးအစိုးရလူသားချင်းစာနာထောက်ထားရေးနှင့်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာနကယနေ့နံနက်ပိုင်းသတင်းထုတ်ပြန်သည် ယနေ့ဧပြီလ28ရက်နေ့နနက်9:58မိနစ်အချိန်ပဲခူးတိုင်းရေတာရှည်မြို့အနီးမြေအောက်အနက်10ကီလိုမီတာကိုဗဟိုပြု၍ရစ်တာစကေးလေးတသမာ3အဆင့်ရှိအင်အားသင့်တင်းရှိသည့်မြင်းကလင်းတစ်ခုလှုပ်ခတ်သွားကြောင်းစကိုင်းငလင်ကြီး၏နောက်ဆက်တွဲငလင်ငယ်များဆက်လက်လှုပ်ခတ်နိုင်သည့်အတွက် ငလင်ပေးဆောင်ရန်ရှောင်းရန်တတိပြုရန်များနှင့်အညီနေထိုင်ကြပါရန်အမျိုးသားညီညွတ်ရေးအစိုးရလူသားချင်းစာနာထောက်ထားရေးနှင့်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာနကတတိပေးသည့်ဒီမနက်ငလင်လှုပ်တာတော့တိတ်မတိလိုက်ဘူးမနေ့ညကမန္တလေးဘက်လှုပ်တာတော့သတင်းတွေတက်လို့တိလိုက်တယ်ဒီမနက်တော့မတိလိုက်ဘူးဟုတောင်ငူမြို့မှကီတူတအူးက ရန်ကုန်ခေတ်သတင်းဌာနထံသို့ပြောဆိုသည့်မလ28ရက်နေ့ပြင်အား9တသမ9အဆင့်ရှိငလင်ကြီးလှုပ်ခတ်ခဲ့ပြီးနောက်နောက်ဆက်တွဲငလင်လှုပ်ခတ်မှုအနေဖြင့်အကြိမ်ရေ158ကြိမ်လှုပ်ခတ်ခဲ့ကြောင်းမိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကသတင်းထုတ်ပြန်သည်ယမန်နေ့ညပိုင်းတွင်လည်းမန္တလေးကိုဗဟိုပြု၍မြေအောက်အနက်30ကီလိုမီတာတွင်ရစ်တာစကေးလေးတသမလေးအဆင့်ရှိအင်အားအသင့်အတင်ရှိသည့်မြင်းငလင်တစ်ခုလှုပ်ခတ်သွားခဲ့ကြောင်း အဆိုပါငလင်ကြောင့်မန္တလေးစကိုင်းနှင့်ပြည်ဦးလွင်တို့တွင်တည်တာသောငလင်လှုပ်ခတ်မှုထပ်ဖြစ်၍ပြည်သူများအထိတ်တလန့်ဖြစ်ခဲ့ကြကြောင်းမန္တလေးမြို့ပေါ်မှပြည်သူတို့မှယမန်နေ့ညပိုင်းနေထိုင်ရာအိမ်များမှလမ်းမပေါ်တွင်အိတ်ဆက်ခဲ့ကြကြောင်းသိရှိရသည်